ထွက်နေတဲ့သတင်းတွေအကုန်လုံးကိုပေါင်းပြီးတော့အာဆင်နယ်အသင်းအတွက်အာတီတာဘာတွေကြံစီနေလဲလာမယ့်ရာသီအာဆင်နယ်အသင်းရဲ့ကစားသမားအခင်းအကျင်းကဘယ်လိုရှိမလဲဆိုတာကိုလက်လန်းမိတဲ့လောက်တွေးကြည့်ကြရအောင်ပါ လလောဆယ်အပြောင်းရွှေ့နဲ့ပတ်သက်ရင်ကျွန်တော်တို့ကတိုက်စစ်မှုခေါ်ယူရေးကိုတော်တော်လေးမဲနေကြတယ်အဓိကလိုအပ်တဲ့နေရာဖြစ်တာအကြောင်းလည်းပါတယ်ပရိသတ်တွေ excitement ကိုကောင်းကောင်းလေးတူဖော်နိုင်တဲ့နေရာဖြစ်တာကြောင့်လည်းပါတယ်။သို့တော့နောက်ဆုံး48နှစ်အရွယ်အတွင်းမှာအလုတ်ခတ်ဆုံးဖြစ်ခဲ့တာကတော့တော်မန်ကစားသမားပဲ။နာမည်တက်ပြီးပြောရရင်တော့ Rodrigo ပေါ့လေ။ Real Madrid ဘက်ကတည်င်းအလုတ်ခတ်နဲ့အတူတူ Rodrigo ကို Arsenal အသင်းဘက်ကစိတ်ဝင်စားရင်းဆွဲရှိရာနဲ့ပေါင်းပြီးတော့တည်င်းအကြီးထွက်လာတာပါ။နောက်ဆုံးအနေထားရဆိုလို့ရှိရင်တော့ကစားသမားရဲ့ agent က Arsenal အသင်းဘက်ကို official offer လို့ပို့အတွက်ပြန်ပြီးတော့ push လုပ်ထားတယ်လို့ကျွန်တော်တို့သိရတယ် ။သတင်းတွေကတော့မျိုးစုံထွက်နေတာပါပဲ။သတင်းတောက်တွေစီကလာတဲ့ source တွေရှိတယ်။ social media မှာ active ဖြစ်တဲ့ reliable source တွေကလာတာရှိတယ်မျိုးစုံပါပဲ။ကျွန်တော်တို့အနေနဲ့ကတော့ဒီဟာတွေကိုပြန်ပေါင်းပြီးတော့ခံမှန်းတဲ့အလုပ်ပဲလုပ်လို့ရတာဆိုတော့တီးကြတာမျိုးတော့ဖြစ်ချင်မှဖြစ်မယ်။သို့တော့အရင်နှစ်တွေကဖြစ်ခဲ့ရတဲ့ပြန်ပြီးတော့ချိန်ဆရမယ်ဆိုလို့ရှိရင်တော့ Rodrigo ကိစ္စကအတီးဖြစ်နေတယ်လို့ပြောလို့ရပါတယ်။ဒီနေရာမှာစဉ်းစားစရာထပ်ပြီးရှိတဲ့သတင်းနှစ်ပုတ်ထပ်ပြီးပေါ်လာတယ်။အဲ့ဒါကတော့ Martinelli ကိုခေါ်ချင်တယ်လို့ရှိရင်တန်း90လောက်နဲ့လက်လွတ်ပေးမယ်။မဟုတ်ဘူးဆိုလို့ရှိရင်လည်းအသင်းမှာဆက်ပြီး တော့ keep ထားမယ်ဆိုတဲ့အချက်နောက်တစ်ချက်ကတော့ trosset trosset ဒီလည်းပဲရောင်းမဲ့စင်းနဲ့လည်းမပါဘူးသို့တော့ဆွဲယူထားမဲ့စင်းနဲ့လည်းမပါဘူးဆက်လက်ညှိနှိုင်းမှုတွေပေါ်မှာမူတည်ပြီးတော့ဒီ player နဲ့ arsenal အသင်းကရှေ့အတူဆက်ဖြစ်ခြင်းနဲ့ဆက်ဖြစ်မယ် ရန်နာခြင်းလည်းရန်နာမယ်ဒီလိုအခြေအနေမှာရှိတယ်နောက်တဲ့တစ်ချက်ကတော့ Thomas Partey ပေါ့ Arsenal သင်းဘက်ကဆက်ထားဖို့အတွက်ဆွေးနွေးမှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့ရတယ်နောက်ဆုံးသတင်းစာရှင်းလင်းပွဲမှာတော့ Arteta ကိုယ်တိုင် Partey ကိုအသင်းမှာဆက်ရှိနေစေချင်ပါတယ်ဆိုပြီးတော့ထုတ်ပြောလိုက်တယ်ဒီအရာတွေကိုပြန်ခြုံမိကြည့်လို့ရှိရင် Arsenal အသင်းရဲ့အပြောင်းအရွှေ့ policy နဲ့လာမယ့်ရာသီအသင်းကိုဘယ်လိုပုံဖော်ထားတယ်ဆိုတာကိုနည်းနည်းလေးတော့ကျွန်တော်တို့ရိပ်ဖန်းတမ်းမှန်သိလို့ရပြီတော့ကျွန်တော်ထင်တယ်အဲ့ဒါကတော့အထိုင်မပြည့်ရေးဦးစားပေးမယ် နောက်ထပ်အင်အားအသစ်တွေကိုထပ်ပြီးတော့လာပေါင်းထည့်မယ်ဆိုတဲ့သဘောပါပဲဒီနေရာမှာဖောက်ပြီးမေးစရာရှိတာကတော့အသင်းတိုင်းကအထိုင်မပြအောင်ထိန်းပြီးတော့ကစားသမားအသစ်တွေခေါ်ယူရတာမဟုတ်ဘူးလားလို့တော့မေးစရာရှိတယ်နည်းနည်းလေးတော့ကွဲပြားပါတယ်ကျွန်တော်အသင်းဖြစ်စဉ်တွေကိုပဲပြန်ကြည့်လိုက်ပါတချို့နေရာတွေမှာမတူညီတဲ့ profile တွေကိုခေါ်ပြီးတော့လုံးဝ upgrade လုပ်လိုက်တာသို့မဟုတ်ပုံစံပြောင်းလိုက်တာဒါမျိုးတွေရှိတယ်သို့သော်ရှင်ရင်းဆွဲ player တွေကိုလာခေါ်လို့ရှိရင်လည်းငါတို့တွေ release လုပ်ပြီးငွေဖော်မယ်မဟုတ်လို့ရှိရင်လည်းကိစ္စမရှိဘူးဆက်ပြီးထားမယ် ငါတို့လိုချင်တဲ့ player profile ကိုထပ်ပေါင်းထည့်ပြီးတော့အသင်းကိုပို့ပြီးတောင်းတင်းလာအောင်လုပ်မယ်ဆိုတဲ့ concept ကမတူပါဘူး။ရှင်းရင်းဆွဲကိုထိန်းပြီးတော့ upgrade လုပ်တယ်ဆိုတဲ့ concept တွေပို့ပြီးတော့ညင်သာတယ်ဒါအပြင်အထိုင်ကျနေပြီးသားအသင်းတွေလက်ရှိသွားနေတဲ့ပုံစံကိုပဲထပ်ပြီးတော့အင်အားကောင်းအောင်လုပ်မယ်ဆိုတဲ့အသင်းတွေရွေးချယ်လေးရွေးချယ်ထားရှိတဲ့လမ်းကြောင်းလို့ကျွန်တော်ကယူဆတယ်ဒီပုံစံအလုံးမဖြစ်တော့လို့ငါတို့တွေနောက်ပုံစံပြောင်းမယ်ဆိုတဲ့သဘောမျိုးရှိလို့ရှိရင်ကစားသမားခေါ်ယူမှုတွေမှာပို့ပြီးတော့တည်တည်တသာဖြစ်လာနိုင်ပါတယ်ဥပမာ Kyle Havertz ကိုခေါ်တဲ့ခေါ်ယူမှုမျိုးကိုပြောတာပါအသင်းရဲ့သွားနေတဲ့ concept တစ်ခုလုံးအချင်းပြောင်းလုပ်ပြီးတော့သွားဖို့ရည်ရွယ်တဲ့ဟာမျိုး ဒါမျိုးကိုဆိုလိုတာအခုကတော့အဲ့ဒီလိုမဟုတ်ဘူးလို့ကျွန်တော်တို့မြင်ရပါတယ်ကျွန်တော်အနေနဲ့ဘယ်လိုကွန်ဆက်မျိုးကအာဆနယ်အသင်းအတွက်ကောင်းတဲ့ဘာညာကိုတော့ဝေဖန်နိုင်တဲ့အစွမ်းမရှိဘူးဒါဒီကျွန်တော်ရဲ့စဉ်းစားနိုင်စွမ်းနဲ့လက်လန်းမမီတဲ့ကိစ္စမျိုးပါသို့တော့ကစားသမားတွေကိုမရောင်းထုတ်ဘဲနဲ့ဆပ်ကိထားမယ်ဆိုတဲ့ concept ကိုတော့ကျွန်တော်တော်တော်လေးသဘောကျတယ်ရှေ့ဗီဒီယိုတွေမှာလည်းကျွန်တော်ပြောခဲ့ပူတယ် Martinelli ရော Trossard ရောကိုရောင်းစရာမလိုဘူးတကယ်လိုအပ်နေတာကထပ်ပြီးအားဖြည့်ဖို့ဆိုတဲ့ကိစ္စကိုပြောခဲ့တယ်ကျွန်တော်ပြောရဆိုတဲ့ပုံစံကြောင့်တချို့တွေလည်းနားရှင်းမိမယ်တချို့တွေကလည်း တယောက်ကိုရောင်းမယ်ဟိုလူရောင်းမယ်ဒီလူရောင်းမယ်ဆိုပြီးတော့အခုထိငင်းနေတာရှိပါတယ်ကျွန်တော်ထပ်ပြီးပြောပြပါမယ်အသင်းရဲ့တောင်မန်ပြဿနာက Trossard လည်းမဟုတ်ဘူး Martinelli လည်းမဟုတ်ဘူးအဲ့ဒီနှစ်ယောက်ကိုအဓိကသုံးနေရတာသာလျှင်ကျွန်တော်တို့ရဲ့ပြဿနာအကြီးဖြစ်ပါတယ်ကစားသမားနှစ်ယောက်စလုံးမှာမတူညီတဲ့ ability နဲ့ capacity တွေရှိတယ်။အဲ့ဒီအရာတွေကအသုံးပြုမယ်ဆိုလို့ရှိရင်သူနည်းသူဟန်နဲ့အကုန်အသုံးထည့်တယ်။ ပြဿနာကအဓိကတော့သွားပြီးသုံးလို့မရဘူး။မာတင်နယ်လီကိုလည်းအဓိကသုံးလို့မရဘူး။ထရော့ဆက်ကိုလည်းအဓိကသုံးလို့မရဘူး။မိခိုလို့မရတော့တဲ့လူတွေကိုသွားပြီးမိခိုမယ်ဆိုလို့ရှိရင်တော့မာတင်နယ်လီထရော့ဆက်မှာမဟုတ်ဘူး။ဘယ်ပလေယာနဲ့မဆိုကျွန်တော်တို့ကပြဿနာတက်နိုင်ပါတယ်။ကျွန်တော်တို့အာဆင်နယ်အသင်းကတော်တော်လေးရှာရှာပါးပါးနေခဲ့ရတဲ့အသင်းဖြစ်တာကြောင့် squad ကကြီးနေပြီလို့ထင်ရတာပါ။တကယ်တမ်းကျတော့ top level competition မှာသွားမယ်ဆိုလို့ရှိရင်ဒီလိုလူတွေလည်း bench မှာရှိကိုရှိနေရမယ်။နောက်ထပ်ပိုကောင်းတဲ့ကစားသမားတွေလည်းရောက်ကိုရောက်လာရမယ်။ဒါကကျွန်တော်ယုံကြည်တဲ့အချက်ဖြစ် ်ပါတယ်။ဒါကြောင့်မို့လို့ကစားသမားအသစ်ခေါ်ယူရေးလက်သတင်းထွက်နေသလိုမျိုးလက်ရှိကိုအသင်းကပလေယာကိုလည်းအသေးအတန်ရောင်းချစရာမလိုဘူးဆိုတဲ့အနေအထားမျိုးသည်ကျွန်တော်အကြိုက်ဆုံးအခြေအနေဖြစ်ပါတယ်။လက်ရှိအာဆင်နယ်အသင်းရဲ့သွားနေတဲ့ပုံစံရောက်ရှိနေတဲ့ squad အနေအထားသည် adjustment တွေတော့လိုတယ်။သို့သော် အုံလိုက်ကျင်းလိုက်ချိန်ချဖို့တော့မလိုဘူးလို့ကျွန်တော်ကယူဆတယ်။အဲ့ဒီလိုလိုတဲ့နေရာလေးတွေကို adjust လုပ်ဖို့ကို R data လုံနိုင်ခြင်းမလုံနိုင်ခြင်းဒါမှမဟုတ်နီးနီးလေးမှပဲဆက်ပြီးဝင်နေအောင်မလားဆိုတာကတော့ another issue ဖြစ်တယ်။အဲ့ဒီလို another issue ဆိုပြီးတော့ R data ကိုပြောရတာလဲဒီရက်ပိုင်းတတော်လေးကိုမှစိတ်နေပါပြီ။အဲ့တော့လဲအာနာနာနဲ့ပဲပြောစရာရှိတာဆက်ပြောရမှာပေါ့လေ။ party ကိုဆက်ထားခြင်းနဲ့ဆိုပြီးတော့သူကိုယ်တိုင်းကထုတ်ပြောလာတယ်။တခြားတစ်ဖက်ကသတင်းတွေမှာလဲ player တွေကိုအလင်းစလို့ရောင်းထုတ်မှာမဟုတ်ဘူးဆိုတာကိုမြင်ရတဲ့အတွက်ကြောင့်ရှင်းရင်းဆွဲအထိုင်ကတော့ကောင်းနေမှာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဘသူက ိုထပ်ပြီးတော့ခေါ်မလဲဘလို့ player တွေကိုခေါ်မလဲဆိုတာကိုစဉ်းစားရမယ်ကျွန်တော်တူရဲအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့တာမန်ကစားသမား2ယောက်ကျွန်တော်ထပ်ပြီးလိုချင်တယ်အ ਨੇ ဆုံး1ယောက်လိုပါတယ်ဒါမှ Trossard Martinelli Saka အပြင်နောက်ထပ် World Class 1ယောက်ထပ်ရောက်လာပြီးတော့ကျွန်တော်တို့စိတ်ကြိုက်လှည့်ပြီးကစားလို့ရမယ်နောက်ထပ်ထပ်ပြီးခေါ်ရမယ့်နေရာကတော့တိုက်စစ်မှုဖြစ်ပါတယ်ရုံးခဲ့တဲ့6ရက်တုန်းကတော့ Videographer Alexander Isak Benjamin Sasko စတဲ့3ဦးစလုံးနဲ့သတင်းထွက်ခဲ့ပေမဲ့အခုချိန်မှာတော့ Videographer နဲ့ပဲရှင်းရှင်းလင်းလင်းသတင်းရှိထားတယ်တကယ်ဖြစ်လာဖို့လည်းများနေပါတယ် ဆိုတော့ Rodrigo Videogras နှစ်ယောက်ကိုထွက်နေတဲ့သတင်းတွေအတိုင်းပေါ့လေထပ်ပေါင်းနိုင်မယ်လက်ရှိ player တွေကလည်းရော့မသွားဘူးဆိုလို့ရှိရင်တော့အသင်းရဲ့ပုံမှန် frame ဒီမပြတ်ရွှင်းမဲနဲ့ပို့ပြီးတော့တိုးတက်လာမယ်လို့ကျွန်တော်တို့အကြမ်းမြင့်ယူဆလို့ရပါတယ်။ဒါပေမဲ့နောက်ထပ်ဝိဝါရာကွဲပြားစရာအချက်တစ်ချက်ကတော့ Martin Odegaard ရဲ့နေရာကိုဘယ်လိုလုပ်မလဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်။လောလောဆယ်လူစည်းရင်းကိုပြန်ကြည့်ရင်တော့ Ethan Wanuri ရှိတယ်။ Mastorman လေးလာကစားဖို့ရှိတယ်။ ဒီ3ယောက်နဲ့အတူတူ alternative လုပ်ပြီးတော့ကစားသွားမယ်ဆိုလို့ရှိရင်တော့ဒီကွင်းလေတိုက်စစ်နေရာကဖြည့်ရှင်းလို့မရဘူးမဟုတ်ဘူးရတယ်။ခြံတဲ့နေရာတွေမှာသာသူ့ဟာနဲ့သူ down down မြေအစဉ်ပြေးနေမယ်ဆိုလို့ရှိရင် odicat ရဲ့နေရာကနောက်ထပ်ကြီးကြီးမားမားမပြောင်းလဲရင်လည်းရသေးတယ်။သို့တော့ဖန်တရားလည်းတည်နေပါပြီ။ rotation မလုပ်ဘူး substitution မလုပ်ဘဲနဲ့ပေပြီးသုံးနေမှာဆိုလို့ရှိရင်တော့နောက်ထပ်ကစားသမား9ယောက်လောက်အရန်ရှိနေရင်လည်းအလုံးမဖြစ်ဘူးတကယ်ကိုပဲ OD ကကိုမင်းဖယ်လိုက်တော့ကွာငါဝင်မယ်ဆိုတဲ့လူစားမျိုးရမှာပဲကျွန်တော်တို့ရဲ့ကွင်းလိုက်တိုက်စစ်ကအပြောင်းလဲဖြစ်လာတော့မယ်ဒီတော့ပြည်သက်တယောက်အနေနဲ့ရတဲ့ information လေးတွေကိုပဲ collect လုပ်ပြီးတော့စဉ်းစားရတဲ့အနေအထားမျိုးမှာကွင်းလေတိုက်စစ်နေရာကတော့တော်တော်လေးစဉ်းစားရခက်တယ်တည်င်းလည်းတိတ်မထွက်ဘူးထွက်တဲ့တည်င်းကလည်း လူငယ်ကစားသမားလေးကိုပဲ upgrade လုပ်ထားရဲဆိုတာတော့ပဲကျွန်တော်တို့မြင်ရတယ်။ဒါဆိုလို့ရှိရင်တော့ Mikel Arteta ရဲ့ brick by brick သွားမယ်ဆိုတဲ့ concept နဲ့ဆိုလို့ရှိရင် Masterman နေရာရဖို့နည်းနည်းလေးတော့စောင့်ရအောင်မယ်။ရာကောင်းလဲရသွားနိုင်တယ်။ Udicat ကိုပဲအချိန်အများကြီးဆက်ပေးပြီးတော့သုံးနေမယ်ဆိုတော့ဖြစ်နိုင်ခြင်းအများဆုံးအခြေအနေဖြစ်ပါတယ်။ဒီတော့တွေးကြည့်လိုက်ကြရအောင်ကစားသမားကအထွေထူးထက်ရောက်မလာတော့ဘူး။ Video Grass လာမယ် Rodrigo လာမယ်ပြီးရင်ရှိရလူတွေနဲ့ပဲဆက်သွားမယ်ဆိုလို့ရှိရင်အဆင်ပြေလားလို့မေးရင်အဆင်ပြေနိုင်တယ်။ သို့တော့ square rotation ကိုတော့ကောင်းကောင်းလေးလုပ်ပြီးသွားရမယ်။ဒါဆိုလို့ရှိရင် player အများစုသည်လန်လန်ဆန်ဆန်ရှိနေမယ်။အင်ပြအပြည့်ရှိနေမယ်။ strategic အရာလည်းပြိုင်ဘက်တွေကပို့ပြီးတော့ခံမှန်းရခက်ခဲလာလိမ့်မယ်။ဒီအထိကအဆင်ပြေတယ်။ဒါပေမဲ့ အခုမထင်မှတ်ပဲခိုးပြီးပြဿနာတက်နေတာကနောက်တန်းဖြစ်နေပါတယ်ကျွန်တော်တို့အသင်းကအရှိပြီးရင်အလဲအလဲပြီးရင်နောက်နောက်ပြီးလို့ရှိရင်ကိုသမားကြုံတယ်လို့လှဲ့ပြီးပြဿနာတက်နေတာဆိုတော့ဒီတစ်ခေါက်မှာတောင်မန်နဲ့တိုက်စစ်တွေကိုလူဖြည့်လို့အဆင်ပြေသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့နောက်တန်းကဘာထားဖြစ်မလဲဆိုတဲ့ကိစ္စရှိပါတယ်လောလောဆယ်တင်ပါက operation လုပ်ရမယ် ဝီလျံဆာလီဘာရောမက်ဂဟေးစ်ရောကတေချာတာကတော့အတိုင်းအတာတစ်ခုထိအနားယူရမယ်။ပြန်ကစားနိုင်စားအချိန်မှာဘလောက်ထိသူတို့စီက performance track မလဲဆိုတာကိုကျွန်တော်တို့တွေသိပြီးမှန်းလို့မရသေးဘူး။အဲ့ဒီအချိန်မှာ Kiwi ရောနဲ့ Color Fury က center back မှာကစားလို့ရတယ်ဆိုအောင်တော့ Color Fury ရဲ့ကြံ့ခိုင်မှုအနေအထားကတော်တော်လေးစိုးရင်စရာကောင်းတယ်။ဒါကိုတရားဒီလုံးနဲ့တက်သေးပြထားပြီးွားပြီ။ဒါပြင်အရန်အင်အားလုံးဝမရှိဘူး။မထင်မှတ်ဘဲနဲ့လာမယ့်ရာသီ ကျွန်တော်တို့နောက်တန်းကြောင့်ဒုက္ခရောက်သွားကောင်းရောက်သွားနိုင်ပါတယ်ဗီဒီယိုတပုတ်လုပ်လို့ရှိရင်နောက်ထပ်ထပ်လုပ်စရာအကြောင်းအရာတွေကအများကြီးပေါ်ပေါ်လာတယ်ဆိုတော့ main topic ကိုပဲပြန်သွားရအောင်ထွက်နေတဲ့သတင်းတွေအနေအထားအရာ Arsenal အသင်းဒီလုံးဝပိုရှန်နေတဲ့ player တွေကိုရောင်းထုတ်ဖို့ကလွဲရင် key player တွေတဲကအချင်းအပြောင်းလုပ်ဖို့အတွက်သိပြီးတော့မမြင်မိသေးဘူးဆိုလိုတာကတိုက်စစ်မှုရှိရင်ဆွဲကိုရောင်းလိုက်တယ်နောက်တစ်ယောက်ပြန်ခေါ်တယ်တာမန်ကစားသမားကိုရောင်းလိုက်တယ်နောက်တစ်ယောက်ပြန်ခေါ်တယ်အဲ့ဒီလိုမျိုးလုပ်ဖို့အထက်လာပြီးကမ်းလှမ်းမှုရှိရင်တော့ဈေးကျရင် လွတ်မယ်မဟုတ်လို့ရှိရင်တော့ AACC ပဲဆိုတဲ့အခင်းချင်းမှာပဲခိုင်ခိုင်မာမာရှိနေတာကိုကျွန်တော်မြင်ရတယ်ဒီပုံစံကိုနောက်တန်းမှာလည်းမြင်ရတယ်တောင်ပံမှာလည်းမြင်ရတယ်ရှေ့တန်းမှာလည်းဒီတိုင်းပဲ Kai Harvest ရဲ့ role နဲ့ပတ်သက်ပြီးတော့ကကျွန်တော်တို့အခုချိန်ထိဝိဝါရကွဲပြားစရာရှိနေတော့မယ်သို့တော့အသင်းမှာ D player ဆက်ရှိနေမှာကတော့လုံးဝသေးကြတယ်ဒါကြောင့်မို့လို့ရှင်ဆွဲ frame မပြတ်ဖဲနဲ့ထပ်ပြီးတော့ပဲလူပေါင်းထည့်မယ်ဆိုတဲ့အခင်းချင်းကသာလျှင် ဖြစ်နိုင်ခြင်းအများဆုံးလို့ထင်ရတယ်ကျွန်တော်တဦးရဲ့အနေနဲ့ဆိုလို့ရှိရင်တော့ကြိုက်ပါတယ်လက်ရှိအာဆနယ်အသင်းရဲ့ကစားပုံက finishing လိုအပ်မှုမြင်မာနေတာဖြစ်တယ်ကစားသမားတွေရဲ့ပွဲတွင်း decision တိုးတက်ဖို့လိုအပ်နေတာကအဓိကဖြစ်နေတယ် ကျန်တဲ့အပိုင်းကတော့ hard work ရှိတယ်ဆိုပေမဲ့ကြီးကြီးမားမားလို့ကျွန်တော်ကမထင်ဘူးဒီတော့ player တွေကို upgrade လုပ်လိုက်လို့ရှိရင်လက်ရှိသွားနေတဲ့ floor ထဲမှာပဲဆက်ပြီးတော့ထည့်ထားလို့ရသေးတယ်အခုချိန်ဒီကတော့ထွက်တဲ့သတင်းတွေကိုခံမှန်းပြီးတော့ပြောနေတာဒီလိုမျိုးသတင်းတွေကနေပြီးတော့လက်တွေခေါ်ယူမှုဖြစ်လာခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေက Arsenal အသင်းသွားမဲ့လမ်းကြောင်းကိုကြိုပြီးတော့ တိတိကျကျမှန်းဆလာနိုင်မှာဖြစ်ပါတယ်။ဒလော့ဆယ်ကတော့ဒီလောက်ပါပဲ။ဆွေးနွေးစရာအချက်လေးတွေတော့နှစ်ချက်သုံးချက်ရှိပါတယ်။အဲ့ဒါတွေအတွက်တော့နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်။သတင်းတွေကလည်းခက်သွက်သွက်တက်နေတာဖြစ်တဲ့အတွက်ကြောင့်သုံးသက်ရတာလည်းအချိန်နဲ့အမျှတော့အပြောင်းလဲရှိနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆွေးနွေးကြတာတွေကို comment မှာရေးသွားလို့ရပါတယ်ခင်ဗျ။